မိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းပါပဲနည်းပညာကုမ္ပဏီတွေကတော့ Artificial General Intelligence AGI လို့ခေါ်တဲ့လူတွေရဲ့အုံနှောက်လိုပဲ ကိုယ့်ဘာသာကိုသင်ယူတိုးတက်နိုင်တဲ့ဉာဏ်ရည်တုကိုတီထွင်တိဆောက်ဖို့အတွက်အပြိုင်ဆိုင်စ조사နေကြပါတယ်အင်မတန်မှထက်မြတ်တဲ့ AI တွေကိုဖန်တီးနေကြတာပါဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာအချက်တခုရှိပါတယ်ကျွန်တော်တို့ရဲ့အုံနှောက်တွေမှာ Home Free Advantage လို့ဆိုတဲ့အားသာချက်ကြီးတခုရှိနေတာပါ AI တွေလိုပဲကြီးမားတဲ့အလုပ်တွေကိုလုံဆောင်နိုင်နေပေမဲ့စွမ်းအင်တွေတော့နည်းနည်းလေးပဲတုံးရပါတယ်ဆိုလိုတာလူတွေရဲ့အုံနှောက်တွေက AI တွေထက်အများကြီးပိုကောင်းပြီးတော့တဘာဝလူတယောက်ချင်းစီကို free pay ထားတဲ့လက်ဆောင်တစ်ခုလို့လည်းပြောလို့ရပါတယ်ဒါကြောင့်ဇီဝနီးပညာရှင်တွေကလည်းမေကွန်းတစ်ခုကိုဗျိုင်းတူပဲထုတ်လာကြပါတယ်။အဲ့ဒါကတော့လူအုံနောက်အလုံးလုံးပုံနဲ့ဆင်တူတဲ့စွမ်းအင်တွေအများကြီးလဲဖြုံးတိပြင့်မဲ့ AGI တွေကိုတိဆောက်မဲ့အစားတကက်အုံနောက်အစ်စ်လိုစွမ်းအင်နည်းနည်းပဲသုံးမဲ့ AI တွေကိုဖန်တီးလိုက်လို့မရဘူးလားဆိုပြီးတော့ပါ ဲ့လိုမေးကြတာလည်းအကြောင်းရင်းရှိပါတယ်။ဘာလို့လဲဆိုအခုချိန်မှာလူအုံနောက်ဆဲတွေနဲ့ဖန်တီးထားတဲ့ကွန်ပျူတာတွေရှိနေပြီဖြစ်လို့ပါ။ဒါကနည်းနည်းတော့ထူးဆန်းပါတယ်။ဒီ brain cell based ကွန်ပျူတာတွေဟာစဉ်းစားတွေးခေါ်နိုင်စွမ်းသင်ယူနိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေမှာလည်းထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အဲ့ဒီ bio computer တွေအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ် မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပုံမှန်သုံးနေကြကွန်ပျူတာတွေကတော့ bio system ကိုအသုံးပြုပြီးအလုပ်လုပ်နေကြတာကိုမိတ်ဆွေတို့လည်းသိကြမှာပါဒါမဲ့ Australia Cochel Labs ရဲ့ CL1 ကွန်ပျူတာကတော့ BIOS လို့အတန်ထွက်ပြီးခေါ်ရမှာပါ biological intelligence operating system ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ तू ကလူအုံနှောက်ကိုအတူယူပြီးအလုံးလောက်တာမျိုးမဟုတ်ဘဲနဲ့တကက်အုံနှောက်ကိုဓာတ်ရိုက်သုံးထားတာကြောင့်ပဲဖြစ်ပါတယ်။ သူ့ထက်မှာတကယ်ကိုအသက်ဝင်နေတဲ့လူအုံနောက် cells တွေတနည်းအားဖြင့် living human neurons တွေနဲ့အပြည့်အသိထည့်ထားပါတယ်ဒီ cells လေးတွေက simulated wall တစ်ခုထဲမှာတုံ့ပြန်တာတင်ယူတာပြီးတော့ပတ်ဝန်းကျင်နဲ့လိုင်လျောညီဆွေပြောင်းလဲနိုင်တာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ် ဒါမဲ့တကယ်အုံနောက်အစ်စ်တွေလိုမျိုးငါဘာလဲဘာအတွက်ကြောင့်မွေးဖွားလာတာလဲစတဲ့တွေးခေါ်မှုမျိုးတွေတော့သူ့မှာမရှိသေးပါဘူးဆိုတော့ Caution Labs တခုတည်းကပဲဒီလို Bio Computer တွေဖန်တီးနေတာလားဆိုရင်တော့သူတို့ကြီးပဲတော့မဟုတ်ပါဘူး Switzerland က Finance Park ဆိုတဲ့ company တခုလည်းရှိပါသေးတယ်သူတို့ကလည်းလူအုံနောက် cells တွေကို brain organoid ဆိုတဲ့ပုံစံမျိုးနဲ့လေ့ကျင့်ပေးနေပါတယ်ဒီ brain organoids တွေကတော့အသက်ဝင်နေကြတဲ့ဩနောက် cells အုပ်စုငယ်လေးတွေပဲဖြစ်ပါတယ် အဲ့ဒီအုပ်စုငယ်လေးတွေကိုသူ့တည်တနာလုပ်ငန်းတွေအတွက်ငှားရမ်းအသုံးပြုလို့ရတယ်လို့သိရပါတယ်။အဲ့လိုအုံနောက်ဆဲဆွေကိုကွန်ပျူတာထဲကိုဘလို့ထည့်ခဲ့ကြလဲဆိုတာကတော့တော်တော်လေးကိုထူးဆန်းပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဒီအကြောင်းကိုလည်းကျွန်တော်ဗီဒီယိုရဲ့နောက်ပိုင်းမှာဆက်ပြီးဆွေးနွေးသွားအောင်မှာဖြစ်ပါတယ်။အခုတော့ဘာကြောင့်ဒီလူသားအုံနောက်ဆဲဆွေနဲ့ကွန်ပျူတာတွေကိုဖန်တီးကြရလဲဆိုရင်တော့အကြောင်းရင်းကနှစ်ခုရှိပါတယ်။ AGI တွေကိုဖန်တီးဖို့နဲ့စွမ်းရင်သုံးစွဲမှုကိုရှော့ချနိုင်ဖို့အတွက်ပါ AGI အစိမ်းအမှန်ကိုရလာဖို့အတွက်ဆိုရင်တကက်ဇီဝဗေဒဆိုင်ရာဉာဏ်ရည်ကိုအသုံးပြုလိုက်တာအတူယူပြီးလိုက်လုံတာထက်ပိုပြီးတော့ထိရောက်နိုင်တယ်လို့ Caution Labs ကနေယုံကြည်ထားပါတယ် ဒါအပြင် AI တွေအတွက်လိုအပ်တဲ့စွမ်းအင်ရေမြေနဲ့ chips တွေကအရန်ကိုဇာတို့ကြီးထွားလာတာကိုလည်းတွေ့နေရပါတယ် Finance Park Company ဘက်ကတော့အုံနောက်ဆဲတွေဟာ AI တွေထက်စွမ်းအင် ထောင်ပေါင်းများစွာပိုတက်တာစေမှာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ဒါကကဘာစွန်းရင်လိုအပ်ချက်တွေအတွက်လည်းရေရှည်တည်တဲ့နဲ့အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်။2024တုန်းကတော့ Corsair Labs ရဲ့ CEO ဟွန်ဝမ်ချွန်းကနေသူတို့ CL1 ကွန်ပျူတာတွေကို A Body in a Box လို့အမည်တက်ခဲ့ပါတယ်။ ။ဘာလို့လဲဆိုရင်တော့သူတို့ရဲ့ box တဲမှာပါတဲ့အုံနောက်ဆဲတွေတနည်းအားဖြင့် neuron တွေအတကယ်တော့လူသားရဲ့ခန္ဓာကိုယ်တွေပေါ်ကနေရလာတဲ့ stem cells တွေဖြစ်နေတာကြောင့်ပါ။ဒီ cells တွေကိုကွန်ပျူတာဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုရင်တော့သူ့တေတီတွေကလူတွေစေတနာဝင်နှန်းတွေစီကနေတွေးဒါမှမဟုတ်အရေးပြား cell နမူနာတွေယူကြပါတယ်အရင်ဆုံးတော့အဲ့ cells တွေကို iPSCs လို့အတူကောက်ခေါ်တဲ့နည်းပညာတစ်မျိုးကိုသုံးပြီးတော့ပင်မ cell stem cell တွေအဖြစ်နဲ့ပြောင်းလဲလိုက်တာပါ ဒီပင်မဆဲရရဲ့ထူးခြားချက်ကတော့သူတို့ကလူခန္ဓာကိုယ်တွေကဘလို့ဆဲပုံစံမျိုးကိုမဆိုပြောင်းလဲပြင်နိုင်စွမ်းရှိတဲ့ဆဲတွေဖြစ်နေကြပါတယ်အဲ့နောက်တော့အဲ့ဒီ SAM cell တွေကိုအုံနောက် cell neuron တွေအဖြစ်နဲ့ပုံပေါ်လာအောင်လို့အထူးဖန်တီးထားတဲ့ပတ်ဝန်းကျင်တစ်ခုထဲမှာဓာတုပစ္စည်းတွေကိုတုံးပြီးပြုစုပြိုးထောင်ပေးကြပါတယ်။ဒီလိုနဲ့ပဲ neuron လို့ခေါ်တဲ့အုံနောက် cells တွေအများကြီးရလာပါတယ်။ဒီလိုရလာတဲ့အုံနောက် cells တွေကို Corel Labs ရဲ့ CL1 computer လိုမျိုး bio computer တွေထဲမှာဘယ်လိုသုံးကြတာလဲ သူတို့ကဒီ cells တွေကို micro electro array MEA လို့ခေါ်တဲ့မျက်နှာပြင်လေးတွေပေါ်မှာရှင်းတန်းနေနိုင်အောင်လုပ်ထားကြပါတယ်ဒီ MEA တွေကအုံနောက် cells တွေရဲ့လျှက်စစ်လှုပ်ရှားမှုဖြစ်တဲ့ electrical activity တွေကိုမှတ်တမ်းတင်ထားနိုင်တယ်လို့လိုအပ်တဲ့ signal တွေကိုလည်းပြန်ပြီးပေးဖို့ပေးနိုင်ပါတယ်အဲ့လိုနေမျိုးနဲ့ကျွန်တော်တို့ရိုးရိုးကွန်ပျူတာ တွေတွက်ချက်တလို့ပဲ binary bits တွေကိုတွက်ချက်ကြပါတယ်ဒါပေမဲ့အရှင်းဆုံးပြောရရင်တော့ဒီ bio computer တွေကလူအုံနောက်အတုလို့ပြောလို့မရသေးပါဘူး သူတို့ organize လို့ပဲခေါ်ရအောင်ပါဆိုလိုတာအုံနောက်ရဲ့အင်္ကာနဲ့စင်တူတဲ့အစိပ်ပိုင်းတစ်ခုသဘောမျိုးပါ organize တွေကတေးငယ်ပြီးတော့အုံနောက်ရဲ့အစိပ်ပိုင်းတစ်ခုစာပဲရှိပါတယ်အများဆုံး sales ပေါင်း9တန်းလောက်ပဲပါဝင်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာတော့ sales ပေါင်း86 billion လောက်အထိရှိပြီးတော့ neuron ဟုတ်တဲ့ sales တွေကလည်း85 billion လောက်အထိရှိပါသေးတယ် အဲ့ဒီ CL1 ကွန်ပျူတာတွေဈေးကွက်ထဲရောက်လာတဲ့အချိန်လောက်မှာပဲ MIT ကသူ့တင်သည်တွေကသတင်းတူးတစ်ခုကိုကျင်ညာခဲ့ကြပါတယ်သူတို့ကအရေပြားဆဲဆွေကို neuron အဖြစ်နဲ့ဓာတ်ရိုက်ပြောင်းလဲနိုင်ခဲ့တဲ့အတွက် PIMA cells အဆင့်ကိုကြော်ထားနိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းပါတကယ်လို့သာဒီလိုနီးလန်းမျိုးနဲ့ neuron တွေအများကြီးကိုအကြီးအကျယ်ထုတ်လုပ်လာနိုင်မှာဆိုရင်တော့ biocomputing အတွက် neuron ထုတ်လုပ်မှုကလည်းပိုပြီးမြန်ဆန်ပိုပြီးဈေးသက်သာလာဖို့လည်းရှိနေပါတယ် ဒီဘိုင်ယိုကွန်ပျူတာတွေရဲ့ပန်းနိုင်ကတော့ AI တွေအတွက်စူပါကွန်ပျူတာတွေနေရာမှာဒီ brain organize တွေကိုအစားထိုးအနေနဲ့အသုံးပြုဖို့ဒါမှမဟုတ်တချို့ကလည်း organic intelligence OI လို့ခေါ်ကြတဲ့ဇီဝဗေဒဆိုင်ရာဉာဏ်ရည်တူကိုရယူဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ bio computing ကနာစာရဲ့နည်းပညာအဆင့်အင်းရှိမှုအဆင့် technology readiness case မှာဘယ်နေရာလောက်မှာရှိနေပြီလဲလို့မေးလိုက်ရင်တော့အဖြေကတော့ဓာတ်ခွဲကန်းထဲမှာပဲရှိပါသေးတယ်လို့ပြောရအောင်ပါ Caution Labs ရဲ့ CL1 နဲ့ Finance Spark ရဲ့ Neuron Platform တို့လို Biocomputer တွေဟာဖွံ့ဖြိုးဆဲအဆင့်မှာပဲရှိနေကြသေးပါတယ်။သူတို့လက်တွေ့အသုံးချနေကြတဲ့သုတေသီတွေဆိုတာကလည်းရေဘူးယာအဖြစ်တော့ Beta Tester တွေဖြစ်ကြပါတယ်။ Quantum Computing, Thermodynamic Computing စတာတွေလိုမျိုးပါပဲ။ဒီနည်းပညာတွေကကျွန်တော်တို့ဘလို့အနာဂတ်မျိုးစီကိုတည်ဆောင်သွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာ ကောင်းပါတယ်။တကယ်လို့သာကျွန်တော်တို့လူသားတွေက တကယ်အုံနောက်ဆဲစတွေကိုတုံးပြီးတော့ကွန်ပျူတာတွေအများကြီးကိုတိဆောက်လာနိုင်ပြီဆိုရင် AI နဲ့ရဲ့အနာဂတ်ကကျွန်တော်တို့ထင်ထားတာထက်တောင်ပိုမြန်လာပြီးတော့ထူးခြားတဲ့လမ်းကြောင်းတစ်ခုပေါ်ပြောင်းလဲသွားနိုင်ပါတယ်။သိပ္ပံဇာလန်းတွေတဲ့အလိုမျိုးလူနဲ့ AI နဲ့ပေါင်းစပ်ထားတဲ့ singularity လူသားတွေဖြစ်လာနိုင်မလား။ဒါမှမဟုတ်တခြားပိုကောင်းတဲ့စမ်းသစ်တွေထွင်မှုတွေပေါ်ပေါက်လာမလားဆိုတာတော့လက်ရှိမှာပြောရခက်နေပါသေးတယ်။ဒါနဲ့ပတ်သက်လို့မိတ်ဆွေတွေရဲ့သုံးသက်ချက်အမြင်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။ မိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်